င်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မြောက်ဦးမြို့မှာပြည်သူတွေနေထိုင်တဲ့ဒိုင်းကြီးရက်ွက်ကိုစစ်တပ်ကလေရင်နဲ့ပေါင်900ပုံကျဲချခဲ့တာကြောင့်ပြည်သူ12ဦးသေဆုံးခဲ့ရပါတယ်။နိုင်ငံတော်မှာစစ်မှုထမ်းလူစားထိုးရောင်းစားမှုတွေဝေကြီးကောက်ခံမှုတွေနဲ့လူငယ်တွေကို အုပ်စုဖွဲ့ပြီးပေါ်တာဆွဲဖမ်းဆီးတာကို တိုင်ကြားမှုယာနဲ့ချီရှိတာကိုအရေးမယူတဲ့အပြင်ပေါ်တာဆွဲခံရတဲ့လူငယ်တွေထဲမှာစစ်တပ်နဲ့နန်းစီဒီယန်ဝန်ထမ်းအတိုင်းဝိုင်းကလူငယ်တွေကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲခံရမှုတွေကိုပါမပြေရှင်းနိုင်ဘူးဆိုတဲ့သတင်းအပါအဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်မြောက်ဦးမြို့ပြည်သူတွေနေထိုင်တဲ့ဒိုင်းကြီးရက်ွက်ကို စစ်တပ်ကလင်းရင်နဲ့ပေါင်900ဘုံကျဲချခဲ့တာကြောင့်ပြည်သူ17ရက်သေဆုံးသွားတယ်လို့ဒေသသတင်းရင်းမြစ် Arakan Princess Media ရဲ့သတင်းဖော်ပြချက်နဲ့ဒေသပြည်သူတချို့ရဲ့ဆက်သွယ်ပြောကြားတာတွေကြောင့်သိရပါတယ်။မနေ့ကဩဂတ်လ25ရက်နေ့ည7:00နာရီခွဲအချိန်မှာစစ်တပ်ကတိုက်လင်းရင်နဲ့မြောက်ဦးမြို့အောင်တက်အုပ်စုဒိုင်းကြီးရက်ွက်ကိုတိုက်ပွဲမဖြစ်ပွားဘဲပေါင်900ဘုံကျဲချခဲ့တာကြောင့် တိုက်ကြီးရက်ကွက်အတွင်းမှာရှိတဲ့စိုက်ပျိုးရေးဂိုဒေါင်အနီးမှာကြားရောက်ပောက်ကွဲပြီးပြည်သူ17ရောက်သေဆုံးကအခြားပြည်သူ21ရောက်လည်းထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။မင်းင်းကညာပိုင်းမြောင်ဦးမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်သွားတဲ့စစ်တပ်လေယာဉ်ဟာနေပြည်တော်လေစိတ်ကဖြစ်တယ်လို့လေကြောင်းကင်းထောက်အဖွဲ့တွေရဲ့ဖော်ပြချက်အရသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ မြန်မာနိုင်ငံတော်မှာစစ်မှုထမ်းလူစားထိုးရောင်စားမှုတွေစစ်မှုထမ်းငွေကြေးကောက်ခံမှုတွေနဲ့အုပ်စုဖွဲ့ပြီးတော့လူငယ်တွေကိုစစ်မှုထမ်းဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီးနေပြည်တော်ကိုနေတိုင်းအမှုရာချီတိုင်ကြားမှုတွေရှိနေတယ်လို့နေပြည်တော်စစ်မှုထမ်းစင့်ခေါ်ရေးအဖွဲ့တရင်ရင်မြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်အကြံဘတ်စစ်ကောင်စီကစစ်မှုထမ်းစင့်ခေါ်ရေးနဲ့ပတ်သက်ပြီးငွေကြေးကောက်ခံမှုတွေမတမာမှုတွေကိုတိုင်ကြားနိုင်တယ်ဆိုပြီး နေစဉ်ထုတ်ဝါရဖြန့်သတင်းစာတွေကနေသင့်ကြီးညာထားတဲ့အတွက်နိုင်ငံတော်ကနေတိုင်ကြားမှုတွေဟာနေ့တိုင်းအမှုရာချီရှိနေပြီးအဲ့ဒီအမှုတွေကိုသက်ဆိုင်ရာစစ်ကောင်းဆောင်တွေစီကိုတင်ပြပေးမယ်လေအမှုတော်တော်များများကိုတော့အေးအေးယူတာမရှိသေးဘူးလို့သိရပါတယ်အခုလက်ရှိတိုင်ကြားမှုတွေကိုအေးမယူနိုင်တာကမြေပြင်မှာစစ်မှုထမ်းသက်သက်လက်ဆင်လိုအပ်ချက်ကြီးမားနေစေဖြစ်ပြီး အဲ့ဒီအခြေအနေကြောင့်အေးအယူမှုတွေကိုထိထိရောက်ရောက်မလုပ်ဘဲလှစ်လျူရှူထားတာထင်တယ်လို့သူကရှင်းပြပါတယ်။ဒါအပြင်စစ်သက်အရာရှိအတိုင်းဝိုင်းနဲ့နန်းစီဒီယံဝန်ထမ်းအတိုင်းဝိုင်းကလူငယ်တွေကိုပေါ့အပြင်ထွန်ရင်းနဲ့စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရမှုတွေရှိနေပါတယ်။အဲ့လိုအမှုတွေတဲကမှတချို့ကတော့ငွေကျပ်300ချီပေးပြီးပြန်လဲလွတ်မြောက်ပေမဲ့လေမလွတ်မြောက်သေးတဲ့အမှုတော်တော်များများလည်းရှိနေပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ9ရက်နေ့ကစစ်မှုထမ်းအငိမ့်စားရဲ့တားဖြစ်သူရေချောင်းတက္ကသိုလ်ကျောင်းသားမောင်ထွန်းအောင်လွင်အားမြောက်ကလာပမြို့နယ်မှာရှိတဲ့နေအိမ်ကိုပြန်မရောက်ဘဲစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးတော့လေပြန်လည်းမတခေါ်ထုတ်နိုင်ဘဲစစ်မှုထမ်းတင်တန်းကျောင်းမှာဆက်လက်တက်ရောက်နေရတယ်လို့နေပြည်တော်စစ်မှုထမ်းစင်ခေါ်ရေးအဖွဲ့တရင်ရင်မြစ်ကဆက်လက်ရှင်းပြပါတယ်စစ်မှုထမ်းစင်ခေါ်မှုနဲ့ပတ်သက်ပြီးဖြစ်ပွားနေတဲ့ပြဿနာတွေကို ဖြည့်ရှင်းမှုအတွက်ထိပ်ပိုင်းကနေမူဝါဒကောင်းကောင်းမချမှတ်ပဲလူအင်အားရရှိဖို့ကိုပဲအဓိကထားနေတာကြောင့်အခုလိုမျိုးတွေမြေပြင်မှာပြည်တနာတော်တော်များများအကြီးအကျယ်ဖြစ်နေတာလို့သူကသုံးသပ်ပြောပါတယ်ရှင်တဖက်မှာလဲစစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့စစ်မှုထမ်းသသားကလည်းအလင်းဝင်လာခဲ့ပါတယ်။ရန်ကုန်မြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခံရတဲ့ စစ်မှုထမ်းတသားတဲ့ကိုအောင်သူဝင်းအားကြီးနဲ့ခဲရန်တွေယူဆောင်လာပြီးအလင်းဝင်ရောက်လာတယ်လို့ရင်းမာပင်ခရိုင်တယင်း39ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်စ်လ24ရက်နေ့ကပလဲမျိုးနဲ့မင်းတိုင်ပင်ကြေးရွာမှာရောက်ရှိနေတဲ့အင်အားတရာခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေစစ်မှုထမ်းတသားကိုအောင်သူဝင်းအားကြီးနဲ့ခဲရန်တွေယူဆောင်လာပြီး ရှင်းမာပင်ခိုင်39တက်ရင်စီကို အလင်းဝင်လာခဲ့တယ်လို့သိရပါတယ်။အဲဒီလို အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းသက်သက်တဲ့ကိုအောင်သူဝင်းဟာ5.5စစ်ကြီး138တောင်း MA1 ကြီးပေါက်နှစ်ခုတို့ကို ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့တာပါ။ကိုအောင်သူဝင်းကိုအကြမ်းဖက်စစ်တပ်ကရန်ကုန်မြို့ပေါ်မှာပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးစစ်တပ်နန်းကိုပင်လောင်းမြို့မှာတက်ရောက်ခဲ့ရကအဲဒီကနေတဆင့်ပလဲမြို့နယ်အတွင်းကိုပို့ဆောင်ခံခဲ့ရပါတယ်။ လက်ရှိချိန်မှာတော့စစ်မှုထမ်းသက်သားတဲ့ကိုအောင်သူဝင်းကိုတော်လန်ရေးရဲဘော်တွေကကောင်းမွန်စွာစောက်ရှောက်ထားပြီးစစ်ဆဲမှုတွေဆက်လက်လှုပ်ဆောင်နေကထပ်ပြီးအလင်းဝင်လာမဲ့သူတွေကိုလည်းနှွေးထွေးစွာကြိုဆိုသွားမယ်လို့ရင်းမာပေခိုင်တရင်39ရက်တာဝန်ရှိသူကဆက်လက်ပြောပါရရှင်။ကချင်ပြည်နယ်ဘက်ကသတင်းကို တင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကန့်မြို့ကိုစစ်ကြောင်းထိုးလာတဲ့ စ်တပ်ကဖာကန်မြို့ဝင်ပန်းတင်တံတားမှာဒေသခံ၄ယောက်ကိုပြစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးသွားပြီးဒေသခံအယက်သားပြည်သူ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကဩဂတ်စ်လ25ရက်နေ့မနက်၈နာရီဝန်းကျင်မှာအင်အား100ကျော်ခန့်ပါတဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းကလုံခင်းဒေသမော်စီစာဖျားကုန်းကနေဖာကန်ဘျူဟာဘက်ကိုစစ်ကြောင်းထိုးလာတာပါ။အဲ့ဒီစစ်ကြောင်းဟာဖာကန်မြို့ပေါ်ကိုပြစ်ဖောက်ဝင်ရောက်က မြို့ဝင်ပန်းတင်တရားမှာအမျိုးသမီးတဦးပြစ်ခတ်ခံရတာကြောင့်တေဆုံးခဲ့ပြီးအမျိုးသား၃ဦးဒဏ်ရာရရှိတယ်လို့သိရပါတယ်။အဲဒီစစ်ကြောင်းဟာဖားကတ်မှာတိုက်ပွဲပြင်းထန်နေချိန်ဩဂတ်လအတွင်းထပ်မံဝင်ရောက်လာတဲ့စစ်ကြောင်းဖြစ်ပြီးမေလကုံပိုင်းကဖားကတ်မြို့ကို ရောက်တဲ့လက်ကျန်တပ်စခန်းတွေနဲ့ပူးပေါင်းနိုင်ခဲ့ကောင်အင်အားပိုများလာတာပါ။ဒီအပိုင်းဖားကတ်မြို့နယ်မှာ မော်ဝမ်းလေးအမိုက်ပုံကြီးရွာရှရော့ခကြီးရွာမော်မောင်းကုန်းကြီးရွာ မောင်မောင်လျံကြီးွာတို့မှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ကြားဖြတ်တိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။ဒါအပြင်ဖားကန်တိုက်ပွဲကဆက်ပြီးပြင်းထန်နေတာကြောင့်စစ်ကောင်စီကလေကြောင်းကနေလာရောက်တိုက်ခိုက်နိုင်တယ်လို့လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်နေရကြောင်းတတိပြုနေထိုင်ကြဖို့ကို KIA KPDF တပ်ဖွဲ့တွေကလည်းဒေသခံတွေကိုတတိပေးထားကြပါတယ်။စစ်တပ်ကကချင်ပြည်နယ်ဖားကန်မြို့နယ်ကိုပြီးခဲ့တဲ့မေလကုန်ပိုင်းကနေစပြီး လက်လွတ်ထားရတဲ့နေမီတွေကိုပြန်လည်ရယူနိုင်ဖို့နဲ့ KIO KIA ဘန်နာရေးလမ်းကြောင်းကိုပိတ်ဆို့နိုင်ဖို့ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့လဲကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဘိုမူဂျီနော်ဘူးကပြောထားပါတယ်ရှင်မကွေးတိုင်းဘက်ကိုကြည့်ရအောင်ပါမကွေးတိုင်းပေါင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ရိတ်ခါဖို့စစ်ကြောင်းကကြေးရွာတွေကိုဇက်တိုက်စီးနှင်းမီးရှို့နေပြီး လေချောင်းနဲ့လည်းဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူနှုတ်သေဆုံးခဲ့ရတယ်လို့အညာမြေတပောင်းစုရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဩဂုတ်လ20ရက်နေ့မနက်9နာရီခန့်မှာပေါင်းမြို့နယ်ရင်းရင်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါဖို့စစ်ကြောင်းနဲ့ယာကြီးပြင်းရွာပြူစောထီတွေပူးပေါင်းကဝင်ရောက်စီးနှင်းခဲ့ပြီးပြည်သူပိုင်းနေအိမ်30လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါရယ် အဲ့လိုမီးရှို့ဖျက်ဆီးပြီးတဲ့နောက်မှာတော့အကြမ်းဖက်စစ်တပ်ရိတ်ခါဖို့စစ်ကြောင်းဟာပေါင်မြို့ဘော်ကိုဝင်ရောက်သွားပြီးဩဂတ်စ်လ22ရက်နေ့မှာတော့ပေါင်မြို့ဘော်ကနေပြန်လည်ထွက်ခွာသွားပါတယ်။မနေ့ကဩဂတ်စ်လ25ရက်နေ့ကတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပေါင်မြို့နဲ့ရေပြရွာအကြားမှာရောက်ရှိနေပြီးပေခုနှစ်ပင်ကြီးပါကိုဝင်ရောက်စီးနှင်းမီးရှို့ဖျက်ဆီးတာကြောင့်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကား နေအိမ်ပျက်စီးမှုအရေအတွက်ကိုတော့အတီးမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။အခုလိုပဲဩဂတ်စ22ရက်နေ့ကလည်းပေါင်းမြို့နယ်ဆေဝကြီးရွာကိုတိုက်ပွဲမဖြစ်ပွားပဲအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့စီးနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးခဲ့ပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။တနင်္သာရီတိုင်းဘက်ကသတင်းတွေကို ကြည်အောင်ပါ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရိတ်ခါဖို့ရင်နှန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သားတွေထိခိုက်သိမ်းဆုံးမှုရှိတယ်လို့ဗိုလ်ခင်းတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါရယ်မနေ့ကဩဂတ်လ25ရက်နေ့မနက်7:15နာရီမိနစ်ခန့်မှာဘိမ်းမြို့ဘက်ကနေတနင်္သာရီမြို့ဘက်ကို မောင်းနှင်လာတဲ့ရိတ်ခါက6စီးပါဝင်တဲ့စစ်ရင်တန်းကို တော်လန်ရေးတပ်ဖွဲ့တွေက run for ကြေးရွာစီအောင်ကုန်းအရောက်မှာပဲမိုင်းနှလုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့လိုမိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ကားပေါ်မှာပါလာတဲ့စစ်သားတွေနဲ့လမ်းကင်းယူထားတဲ့စစ်သားတွေကပြန်လည်ပစ်ခတ်တာကြောင့်ထိတွေ့တိုက်ပွဲ15မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုရှိပေမဲ့အရင်အတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကိုဘိတ်ပကဖတနင်္သာရီရုံးမဆုံသုံးဘိုခင်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲရဲဘော်တွေကတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အခုလိုပဲစကိုင်းတိုင်းရေဦးမြို့နယ်မှာလည်းစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုရှိတယ်လို့ Wolf Gorilla LBDF JUL Force ရဲ့တရင်ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုညိုကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ မနေ့ကဩဂတ်လ25ရက်နေ့မနက်6:40မိနစ်ခန့်မှာရေဦးမြို့ပေါ်ကနေထွက်လာတဲ့အင်အား30ခန့်ပါစစ်ကြောင်းအားရွာသားလေးကျေးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အချိန် Wolf Gorilla LBDF ရေဦး Air Force အဖွဲ့ကမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာကြောင့်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးမှုရှိပေမဲ့အရင်အတွက်ကတော့အတိမပြုတ်နိုင်သေးပါဘူး။ ိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်မှာတော့တော်လန်ရဲ့ရဲဘော်တွေဟာအထီးကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့တနင်္သာရိုက်တိုင်းလောင်းလုံးမြို့နယ်မှာစစ်တပ်နဲ့ပတ်သက်ဆက်တွယ်နေသူစီကနေ WY စာတမ်းပါတဲ့စိတ်ကြွမှုရဲ့ဆေးပြားတွေကိုဖမ်းဆီးရမိထားတယ်လို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကပြောပါတယ်။လောင်းလုံးမြို့နယ်လမ်းပိုက်တနေရာမှာစစ်တပ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့သူကို မတင်ငါရာကြောင့်လောင်းလုံးပကဖဇုံတစ်ကဩဂတ်စ20ရက်နေ့မှာ ရှောင်းတခင်စစ်ဆေးရာကနေဖမ်းဆီးနိုင်ခဲ့တာလို့ပြောပါတယ်။အဲ့ဒီအမျိုးသားယူဆောင်လာတဲ့အိတ်ထဲကနေ WY စာသားပါတဲ့စိတ်ကြွမူရစ်ဆေးပြား953ပြားတွေ့ရှိခဲ့တာကြောင့်အဲ့ဒီအမျိုးသားကိုသက်သေးကံပစ္စည်းတွေနဲ့အတူလောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလာဖာစီကိုလွှဲပြောင်းအနှံလာတယ်လို့အသိပေးထားပါတယ်။လက်ရှိမှာတော့ဖမ်းဆီးရမိသူကို ဥပဒေနဲ့အညီဆက်လက်အေးအေးယူနိုင်ဖို့ပထမသတင်းပေးတိုင်ချက်အမှတ်မာယပ3မြေဆောင်2025မူရင်စေဝါနဲ့စိတ်ကိုပြောင်းလဲစေနိုင်တဲ့ဥပဒေပုံမှ16ကကြီးနဲ့အမှုဖွင့်ဖန်ဆီးထားတယ်လို့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့နှစ်လေကင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။